ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2025ခုနှစ်ဇွန်လ12ရက်နေ့ပေါ့နော်ဆရာကြီးဟုတ်ကဲ့တော့ရက်ဆွဲလေးထည့်လက်ပြောပေးပါဆိုလို့ဇွန်လ12ရက်နေ့ပေါ့ပြီးရင် comment မှာလည်းဒါတော်တော်များများမှန်းညာတယ်ပေါ့နော်ဆရာကြီးကိုလည်း YouTube channel လေးတစ်ခုဟိုဖြစ်ပေးပါတဲ့အဲဒီလေတက်နဲ့ပတ်သက်ပြီးတော့မှတချို့ ရိုက်တယောက်တည်းပြောလို့ရတယ်ပြည်သူကိုပေးခြင်းနဲ့အသိပညာလေးနဲ့ပတ်သက်ပြီးတော့လည်းပေးလို့ရအောင်ဆိုပြီးတော့မှ YouTube channel လေးလုပ်ပေးပါဆိုပြီးတော့တောင်းဆိုထားလေးရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆရာကြီးနဲ့ဆရာကြီးကိုပိုင် YouTube channel လေးလည်းလုပ်ပေးပါမယ်ဗျကျွန်တော်တို့ပစ္စည်းပစ္စည်းရလေးတွေနည်းနည်းစုနေတဲ့ကာလဖြစ်တဲ့အတွက်ကိုပိုင် YouTube ကဆရာကြီးမှတော့ရှိပြီးသားပါ မရန်သေးတာဆရာကြီး YouTube channel ရှိပါတယ်မရန်သေးတာပါကျွန်တော်တို့ run နိုင်တဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့ဒီ season မှာပြန်ပြီးတော့မှဆရာကြီး YouTube channel စပြီးဆိုတဲ့ဟာလေးလည်းကျွန်တော်တို့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီရပိုင်းရောဆရာကြီးဘာတွေထူးသေးတော့ဒီရပိုင်းကတော့ကျွန်တော်တို့ရှမ်းပြည်နယ်နောင်ရှုံမြို့နယ်အတွင်းမှာရှိတဲ့ PDF တော်လိုင်းတပ်ဖွဲ့တွေကိုတအောင်အမျိုးသားလူမျိုးရေးတက်မှာပေါ့နော် TNL ရကနေမှနောက်ပြန်စုခိုင်းနေဆိုတဲ့သတင်းလေးကြားနေရပေါ့နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဒါဗိုလ်မှူးရဲ့အမြင်လေးကိုလည်း ပြောပြပေးပါဟုတ်အဲ့တော့ဟိုပါဗောဒီတော်လန်အေးမှာကျွန်တော်တော်လန်အေးမှာကတော်တော်များများဖြစ်နေတဲ့ကိစ္စကလိုင်းပေါ်မှာတော်တော်များများဖြစ်တဲ့ကိစ္စဒီကိစ္စပဲဗောနော်အဓိကသွေးခွဲတဲ့ကိစ္စသွေးခွဲတယ်ပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာတက်ရှို့ကြတယ်ဗောနော်အဲဒီဒီလိုမျိုးတက်ရှို့ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိမှာအများကြီးရှိခဲ့တာဗောနော်ဒါတွေကိုကျွန်တော်ကတာရကယူရမယ်ဗောနော်တာရကယူရမယ်ပြီးတော့လိုင်းပေါ်ကတူတယောက်ရဲ့မှတ်ချက်ပြုခြင်းနဲ့ပတ်သက်ပြီးတော့မှာ ွားပြီးတော့အဲ့ဒါကိုရောရောင်ပြီးတော့မှလိုက်လိုက်မသွားဘူးပေါ့နော်ဒါလေးတစ်ခုလည်းစင်ကျင်စေခြင်းတယ်အဲ့တော့ဒီ TNN တွေက PDF တွေကိုနှိမ့်လွတ်တယ်ပေါ့နော်အနှစ်ရက်သုံးရက်အတွင်းတို့ရဲ့ TNN တွေအထင်းချုပ်ထားတဲ့နေမီကနေပြီးအမှထွက်ခွာသွားရမယ်လို့ပြောဆိုတဲ့သတင်းတွေလည်းဒါတချို့မီဒီယာတွေမှာရေးသားဖော်ပြရလဲတွေ့ရတယ်ပြီးတော့တချို့ကိုပိုင်အကောင့်တွေမှာလည်း အရေးပြီးတော့မှ DNA နေနဲ့ပတ်သက်ပြီးတော့မှသူတို့ပေးခြင်းတဲ့ message တွေပေါ့နော် DNA နေကဒီလိုဖြစ်လာပြီလားဘယ်လိုလဲညာလဲဆိုတဲ့ဟာတွေလည်းဝိုင်းပြီးတော့ရေးသားနေကြတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုရိုးရိုးလေးပဲသွားစဉ်းစားကြတာပေါ့ရိုးရိုးလေးစဉ်းစားကြည့်မယ်ဆိုရင်ဆရာကြီးတော်လန်ရေးသမားကတော်လန်ရေးသမားပုံများလာတာကိုကြိုက်မလားတော်လန်ရေးသမားရော့သွားတာကိုကြိုက်မလားပုံများလာတာပဲပုံများလာတော့လိုချင်တာပေါ့နော်ပုံများလာတာကိုပဲလိုချင်တာဖြစ်တဲ့တွေ့ကျွန်တော်တို့ဒီနေမြေမှာအခု ဒီ KNU ပေါ့နော် KNU ရဲ့ဒီသူ့ရဲ့ထိန်းချုပ်နယ်မြေမှာသူစစ်ရင်အများတာကိုပဲသူလိုချင်တာလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တော်လှန်ရေးကလက်နက်ကင်တော်လှန်ရေးနဲ့ပဲအဆုံးသတ်မှရမယ်ကျွန်တော်တို့ကလူတုဆန္ဒဖော်ထုတ်ပွဲကနေစတယ်ဒါပေမဲ့လက်နက်ကင်တော်လှန်ရေးကိုချစ်ကောင်စီကရောင်းအောင်ဆွဲခေါ်ခဲ့တယ်ပထမလက်သုံးချောင်းကကျွန်တော်တို့အများအားပြောနေကြလို့ပေါ့လက်သုံးချောင်းကဆားခဲ့တယ်လက်သုံးချောင်းကဆားခဲ့ပေမဲ့ချစ်ကောင်စီကမလုပ်လဲဆိုတော့သူကလက်နက်ကင်တော်လှန်ရေးအခင်းကြီးကိုမဖြစ်ဖြစ်အောင်လို့သူက ရောက်အောင်ဆွဲခေါ်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ကလက်နက်ကင်တော်လှန်ရေးကိုရောက်အောင်သွားတော်တိုင်းရနေမှာအခုလက်နက်ကင်တော်လှန်ရေးနေပဲကျွန်တော်တို့ကအဆုံးသတ်ရမှာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးတပ်ဖွဲ့အင်အားတိုးပွားခြင်းကိုပို့ပြီးကြိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့ပဲရှိတယ်လေကိုယ်စီလာတဲ့လူကိုဥမာအင်အားတိုးပွားလာတယ်လက်နက်ကင်တာတော့မဟုတ်ဘူးဒါပေမဲ့ထမင်းချက်လို့ရတဲ့လူလေထမင်းချက်တဲ့နေရာမှာအသုံးပြုလို့ရတယ်ဟုတ်တယ်မထင်းထင်းခုတ်တဲ့လူလေထင်းခုတ်တဲ့နေရာမှာအသုံးပြုလို့ရတယ်ကျွန်တော်ပြောပြတာကားပြင်းနေတဲ့လူမှာကားပြင်းနေတဲ့လူကိုလည်း ဒါစစ်ကြောင်းကကားတွေပြင်းတဲ့နေရာမှာအင်အားကတိုးွားလေသူရုံးဖွဲ့ drone ဖွဲ့ပြီးလို့ရှိရင်စေးတက်ဖွဲ့ဒီလိုမျိုးပေါ့နော်ထုတ်လို့ရေးဆိုထုတ်လို့ရေးဒီဟာတွေကိုမျှပြီးတော့မှသူ့ရဲ့တက်ဆိုင်ရာ လူတယောက်ရဲ့ဘာလုတ်တက်လဲဆိုရဲအီချင်းနဲ့အဲကြတဲ့မှာမှတချို့ကတော့စေးပညာတော့တက်တယ်ဒါပေမဲ့စေးလည်းကုကျင်တယ် fighter လည်းလှုပ်ရှင်တယ်လောကတိုက်ရှင်ခိုက်ရှင်တယ်လူလူငယ်တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒီလိုလူမျိုးတွေဆိုလို့ရှိရင်လေရှေ့တန်းတကယ်ရှင်းပြပြကြကြစေးတက်ဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီးတော့မှရှေ့တန်းဆေးဆေးကမ်းမှာတာဝန်ထမ်းဆောင်ပြီးတော့မှတာဝန်ပေးရလို့ရတဲ့ခါကြီးလေအများကြီးရှိရပေါ့အဲ့တော့ဒီသတင်းကအမှားကြီးလို့ပြောလို့ရတယ်နော်ပြောလို့ရတယ်ပေါ့အဲ့တော့ဒီသတင်းကဘာကြောင့်မှားလဲဆိုတော့ကျွန်တော်တို့ဒါဟို DPN တွေကဥက္ကဋ္ဌဒါကိုထွန်းထွန်းနိုင်တဲ့ကိုတိုင်းဆက်သွယ်ပြီးတော့မှဒါအင်တာဗျူးထားတဲ့ဟာလေဒါဝေယံရဲ့အကောင့်မှာသူသူဝေယံ YouTube channel မှာတင်ထားတယ်ပေါ့နော်ဗျူးပြီးအင်တာဗျူးပြီးတော့မှဒီသတင်းကဟုတ်ရဲ့လားမှန်ရဲ့လားဆိုတဲ့ဟာကို အတွင်းကြကြထိထိရောက်ရောက်ကိုမေးကြည့်တယ်ဗောနော်မေးကြည့်တဲ့ခါကျတော့ TNN တွေကဒီလိုလုံရမျိုး လုံးဝမလုပ်ပါဘူးဗောနော်အဲ့တော့ तू ကတိုင်းသားလက်နက်ကင်နေမြေမှာရှိရဲတိုင်းသားတော်လှန်တပ်ဖွဲ့ရဲ့နေမြေမှာရှိတဲ့ PDF တွေဒီတစ်ချိန်ချင်းကြလို့ရှိရင်ကျွန်တော်တို့အဲ့ဒီနေမြေကနေဆွန့်ခွာလာပြီဆိုရင်တော့မှပဲတိုင်းသားတော်လှန်ရေးတပ်ဖွဲ့ကမောင်းထုတ်တာမဟုတ်ဘဲနဲ့သူတို့ပါသူတို့ကိုပိုင်အစုဖွဲ့နဲ့ ကိုယ့်ရဲ့နယ်မြေဖြစ်တဲ့အညာဒေသမြေပြန်ဒေသကိုပေါ့နော်တိုင်းသားတော်လိုင်းတပ်ဖွဲ့ကြီးကတော့တောင်တန်းဒေသမှာအများဆုံးအခြေပြုတာဖြစ်တယ်အဲ့တော့မြေပြန်ဒေသကိုကျွန်တော်တို့အညာတို့ဒီရန်ကုန်မန္တလေးစကိုင်းပေါ့နော်ဒီဘက်တွေကိုကျွန်တော်တို့ဆင်းဖို့လဲပြည်တို့ဒီအခုဆိုလို့ရှိရင်လည်းဟိုဘကိုးတိုင်းဘက်မှာဆိုလို့ရှိရင်လည်းတိုက်ပွဲတွေပြင်းထန်နေတာတွေ့ရတယ်ပေါ့နော်ဒါဒီဒီလိုမျိုးတွေဆုံးခွာပြီးတော့မှအလုံးလုံးပြီဆိုလို့ရှိရင်တော့ကိုပိုင်းနယ်မြေကိုဆင်းဖို့အတွက်ပဲဖြစ်တယ် တိုင်းသားဒေါ်လာရေးတက်ဖွဲ့တွေကနှင်ထုတ်တာလုံးဝမရှိပါဘူးဆိုတဲ့ဟာလေးပြောချင်တာပါဆရာကြီးဟုတ်တယ်အာဟိုဒေါ်လာရေးကလာရေရှည်လာတယ်နဲ့အမျှပေါ့နော်ဒါကိုလည်းဟိုသတိဝိရိယနဲ့ရဲစောင့်ကြည့်နေဖို့လည်းလိုအပ်တာပေါ့အဲနောက်တစ်ခုကတော့ဘုံမူကဒါမင်းအောင်လိုင်းရန်လေးမှာအဖုံးဖုံးကြီးကျောင်းလေးတွေ့လိုင်းစင်မဲ့ကားတွေကိုမြို့နယ်တန်ခါနာရက်ကဟိုခွင့်ပြုချက်နဲ့ဟိုပါပေါ့စီကွင်ပေးတာတည်င်းလေးတွေ့ရတယ်ပေါ့ဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးကျွန်တော်တို့ ဟိုအမြဲတမ်းဟိုအခုတော်လန်ရေးက290ကျော်ကြာခဲ့ပြီပေါ့နော်290ကျော်ကျော်ကြာတော်လန်ရေးကဘာကြောင့်ဖြစ်လာခဲ့လဲဆိုတော့ဒီဗမာလူမျိုးကြီးဝါဒပေါ့နော်ဗမာလူမျိုးကြီးဝါဒကြောင့်ဖြစ်လာခဲ့တယ်အဲ့ဒီဗမာလူမျိုးကြီးဝါဒကိုဘသူကအကောင်တွေဖော်ပေးလဲဆိုတော့ကျွန်တော်စစ်တပ်ကအကောင်တွေဖော်ပေးတာကျန်တဲ့နေရာအဝေးဝေးပြည့်ကြည့်ရမလို့စစ်တပ်ကအကောင်တွေဖော်ပေးတာအဲ့ဒီစစ်တပ်ကဗမာလူမျိုးကြီးဝါဒကိုအကောင်တွေဖော်ရင်းရနေမှာဘာဘာထတ်လိုက်တာလဲဆိုတော့သူကဘာသာရေး ဝါရဟိုပါထပ်ပြီးတော့မှဘာသာရေးမှိုင်းတိုက်တာပါထပ်ပြီးတော့မှလှုပ်လာခဲ့တယ်ဗောနော်အဲ့လိုလှုပ်လာခဲ့လို့ရှေ့မှာဖြစ်စဉ်တွေအများကြီးရှိခဲ့တာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ KNU နဲ့ DKB နဲ့ဘာကြောင့်ပွဲလဲအော် KNU ထဲမှာ ခရီးရန်တွေကြံခဲ့တယ် DKB ကဗုဒ္ဓဘာသာအကရင်တွေက DKB ဖြစ်သွားတယ်ဒါကလည်းဘာသာရေးမှိုင်းနဲ့သူကတွေးခွဲတက်ရှုပ်ခဲ့တာဗောနော်အဲတွေးခွဲတက်ရှုပ်ပြီးတော့လှုပ်ခဲ့တဲ့ဟာတွေအခုလဲဒီတိုင်းပဲဒီဟိုပါဗော့ ဖုန်ကြီးတွေဒီမဘာသားတွေကဝိုင်းပြီးတော့တောင်းဆိုမှုကြောင့်ပေါ့နော်အဖုန်ကြီးတွေလိုင်နေမဲ့ကားတွေအဲကျောင်းကျောင်းကကားတွေကသူတို့မျိုးနယ်တွင်းတော့လောလောဆယ်စီးလို့ရမယ်ပေါ့နော်အဖန်းစီးမဲ့မဖန်းဘူးပေါ့စီးလို့ရမယ်အနေကျော်သွားဖို့အတွက်တော့သူတို့ပြန်ပြီးတော့မှအညွန်ကြားမယ်ဆိုတာလေးလေးထပ်ပြီးတော့မှတည်ရတယ်ပေါ့နော်အဲ့တော့ဒီဟာကပါလဲဆိုတော့ကျွန်တော်တို့ဒီဗမာလူမျိုးကြီးဝါဒကေဗုဒ္ဓဘာသာကြီးဆိုရေးဝါဒကိုကစစ်တပ်ကပဲအကောင့်ထဲပေါ်တာဟုတ်စစ်တပ်ကဘာကြောင့်အကောင့်ထဲပေါ်လဲဆိုတော့ အဲ့လိုပြောနိုင်လဲဆိုတော့စစ်တပ်ကစစ်တပ်ထဲမှာဗုဒ္ဓဘာသာဆိုလို့ရှိရင် तू ကယာလူ तू ကသူတဆင်ပြီးတဆင်ဟိုတက်သွားတယ်ပေါ့နော်သူ့ရဲ့ပြင့်မှုမရှိလို့ရှိရင်ဒါဆရာကြီးတို့လည်းတက်ထဲမှာနေခဲ့တော့အဲတွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့ဒါခရိယန်ဆိုလို့ရှိရင် तू ကယာလူမတက်တော့ဘူးဘိုးကြီးလောက်နဲ့ရက်သွားတာပေါ့နော်စီဘိုးစီဘိုးခေါ်တာပေါ့အရင်တော့ကဆိုရင်စီဘိုးအပြင်အမျိုးသမီးခရိယန်ကိုယူခဲ့လို့ရှိရင်လည်း तू ကဟိုဖြစ်တာဟိုယာလူမတက်ပြန်အဲ့ ်ကျွန်တော်တက်မှသလို့ရှိရင်နှစ်ယောက်ရှိတယ်ဟိုမွတ်စလင်အစ္စလမ်ကိုဟိုမျိုးသမီးနှစ်ယောက်ရှိတယ်သူတို့ဆိုလို့ရှိရင်ဗုဒ္ဓဘာသာဒီဟိုကကျွန်တော်တို့ဖျားရှိခိုးတာတို့တရင်ဓမ္မယုံနဲ့ဝင်ပြီးတော့မှဖျားရှိခိုးတာတို့ဓမ္မဆက်ကြရွတ်တာတို့ပါအကုန်လုံးဝန်တားလဲစားခိုင်းနေအကုန်လုံးလောက်ခိုင်းနေပေါ့နော်ဗုဒ္ဓဘာသာကြီးဆိုရေးဝါဒကိုစစ်တပ်ကဘယ်လောက်ထိဟိုဖြစ်ခဲ့လဲဆိုတော့အဲဒီ KNU DGB ခွဲတဲ့ ဖြစ်စဉ်လိုပဲပေါ့နော်အဲ့ဒီလိုမျိုးလုပ်ခဲ့တယ်ခုလည်းဒီတိုင်းပဲမင်းတို့ဗုဒ္ဓဘာသာဘုံကြီးဆိုလို့ရှိရင်ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူဆိုလို့ရှိရင်ဒါမျိုးခွင့်ရည်တွေရမယ်ဒီလိုမျိုးလုပ်ပေးလို့ရတယ်ဗုဒ္ဓဘာသာကပဲကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေကပဲဗုဒ္ဓဘာသာကိုပျက်စီးအောင်လုပ်တဲ့အကြောင်းတရားတွေအများကြီးတွေ့ရတာပေါ့နော်အဲသာသနာအလံကြီးထောင်ပြီးတော့မှကားတဝီဝီနဲ့ဂိတ်တွေဆိုလို့ရှိရင်ဂိယူမဆိုင်တယ်လို့ဘာလို့လို့ဒီလိုမျိုးတွေ သွားကျင်တယ်ဒါဘောမဘုံကြီးတွေပြောတာပါအဲဒီလိုမျိုးတွေသွားကျင်တယ်ပေါ့နော်ပြီးဘဲဘုံကြီးမှာခရိယန်မှာလည်းသူ့ရဲ့သာသနာပြုဘုံကြီးရှိတယ်အဲဒီအစ္စလာမ်မှာလည်းရှိတယ်ကျွန်တော်တို့ဟိန္ဒူမှာလည်းရှိတယ်ဘယ်သူမှသူတို့ရဲ့ကားမှာဒီအလန်ကြီးလွှင့်ပြီးတော့မှရှောက်ပြီးတော့အဲ့လိုဂိတ်တကာဂိတ်မှာသွားပြီးတော့မှငါဘဲရဲ့ဟိုခရိယန်သာသနာပြုဘုံကြီးပါဘလို့ပါညာညာလို့ပါဆိုတဲ့ဟာတွေတခုမှလုတ်ခဲ့တာမရှိဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့နိုင်ငံမှာကြည့်ကြည့်ဟို ဗုဒ္ဓဘာသာအရေးခြုံပြီးတော့ပဲဟိုအလူခံတယ်တောင်းစားတယ်ဒီလိုမျိုးတွေအများကြီးလုပ်လုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီဗုဒ္ဓဘာသာဒီအမျိုးဘာသာသာသနာဆိုတဲ့လူတွေကအမျိုးဘာသာသာသနာမဘာသာတွေကအမျိုးဘာသာသာသနာကိုကြီးမြတ်လာအောင်ပို့ပြီးတော့မှစီပင်ပြောင်းလဲလာအောင်လုပ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုနောက်ကို ပြန်ပြီးတော့မှနောက်ောက်ကြအောင်ပေါ့နော်အကိုရဲ့ဘာသာကိုသူများမုံတီးအောင်ဘူးဆိုလို့ရှိရင်လည်းမင်းတို့ဗုဒ္ဓဘာသာကိုကိုွယ်လို့ရှိရင်လိုင်းစင်မဲ့ကားစီးလို့ရမယ်ဗုဒ္ဓဘာသာဘုန်းကြီးဆိုရင်လိုင်းစင်မဲ့ကားစီးလို့ရမယ်လှုပ်ချင်တိုင်းလှုပ်လို့ရမယ်ဆိုတော့အခွင့်အရေးပေးပြီးဗုဒ္ဓဘာသာဘုန်းကြီးဆိုရင်တနတ်ကင်လို့ရမယ်လိုင်းမော်တက်ပြီးတော့မှဆဲလို့ရမယ်ဆင်းမြင့်မော်တက်ပြီးတော့မှအတိရာဟိုကောင်းကိုတက်ပြီးလို့ဒီကောင်းကိုတက်ပြီးလို့တချုပ်ကြီးကိုထောက်ခံမယ်လို့အတိရာဟိုဟိုဘလို့ဟိုဝိဒသူပြောလို့တဲ့မင်းတို့အမေလို့ဟိုဟာပန်းနဲ့ဂျုံမှာမဟုတ်ဘူးဒီကတော့ ငါတို့ကတော့ခန်းနဲ့ခန်းနဲ့ကြုံမှာဆိုတဲ့ဟာဒီအရေးကြီးကိုခြုံပြီးွားတော့သူကလူတက်ဖို့တရားတွေကိုပဲတွားပြီးတော့မှစဉ်းစားနေတယ်ပေါ့နော်လူလူတိုင်းပေါ့ကိုတော်တို့တိုင်းဟို950တို့ဘာလို့လဲဒီတိုင်းပဲဆိုင်ကြည့်ကြည့်လိုက်အဲ့တော့သူကစစ်တက်ကဘလို့လုပ်လဲဆိုတော့ဒီဖုန်းကြီးတွေကိုသူ့ဘက်ကနေအတီတကူကပြောတယ်လိုအပ်ရင်ပြောအဲတန်ကားတော့ဘယ်နှသိန်းရှိသေးတယ်ထွက်ပြီးတော့မှစစ်တိုက်ပေးမယ်တို့ဘာလို့ဆိုပြီးတော့မှဒီဘရင်ဟိုဟာသာသနာပြုမင်းကြီးပေါ်သေးတာမင်းအောင်နိုင်ကိုမြောက်ပင်ပေးပြီးတော့မှအနေစားချောင်အဓိက ဟိုရက်ွက်ထဲမှာလုံးမစားခြင်းလို့ဘုံကြီးဝေးတာပေါ့ဗျာပြောရမယ်ဆိုဘုံကြီးဝေးပြီးတော့မှဒီအခွင့်အရေးတွေယူတဲ့အခါကျတော့ကျန်တဲ့လူတွေပေါ့နော်တော်လန်ရေးကိုအားပေးတဲ့လူတွေကိုစိတ်သက်ကြသွားအောင်လို့မင်းတို့တော့ဒီဟွာစီလို့မရဝင်တော့ကားစီလို့မရဘူးငါတို့ထောက်ခံတဲ့ဘုံကြီးဆိုရင်တော့ဝင်တော့ကားစီလို့ရတယ်ဆိုပြီးတော့မှဒါလည်းမှိုက်တိုက်ခြင်းတစ်မျိုးလို့မြင်လို့ရတယ်ပေါ့ဆရာဟုတ်ဟုတ်ကျွန်တော်ဒါလေတက်ထဲမှာပေါ့2000 2000ခုနှစ်လောက်ကဒါမင်္ဂလာတော့လေတက်စကဲဌာနချုပ်မှာကြုံခဲ့တာပေါ့ ဒါကတော့ဘာသာရေးနှိပ်ကွတာဒါတော့ဟိုဗောဇပူးတန်းရှိလက်ထက်ကပေါ့နော်အဲ့တော့အရှင်းလူမျိုးတွေ၄ယောက်လောက်ရှိတယ်အဲတချို့ဆိုမမမရရတော့ကျွန်တော်ဟိုပါဘုံမူးခွန်အောင်နဲ့ခွန်ခန့်ပုံဆိုတော့အဲ့နှစ်ယောက်ကိုတော့မမမရရပဲခွန်အောင်တော့ဒီ S S7 ကြက်ပြတ်တက်ခိုက်ရေးလေမောင်းတယ်ခွန်ခန့်ပုံကတော့ဒါ A5 လေမောင်းတာပေါ့သူတို့ဘုံမူးရောက်လာတဲ့အချိန်မှာဒုဗုံမူးကြီးသူတို့တင်ပေးရတော့မှာဒုဗုံမူးကြီးမပေးပဲနဲ့ဒုဗုံမူးကြီးဖြစ်ပြီဆိုတာနဲ့ခုနလို့ A5 အုပ်မှုတို့ A7 အုပ်မှုတို့ဒါမျိုးတွေဖြစ်မှာပေါ့နော်ဒါပေမဲ့အခုကတော့ခွန်ခွန်ခတ်မုံတော့လေစိတ်ရင်းသဘောထားကောင်းတယ်ဒါပေမဲ့အဲ့ຢာတို့မပေးတော့ပဲနဲ့နောက်ဆုံးပေါက်ကွဲပြီးတော့ဒီလူတွေကဒီလူတွေရဲဘော်မှာကြည်ရတာလည်းမရှိဘူးသူလှုပ်ဆဲရှိရလှုပ်တယ်ဒါသဘောကောင်းတဲ့တိုင်းရင်သားຢာရှိတွေတွေ့ခဲ့တယ်ပေါ့နော်အဲ့အဲ့2000နှစ်နောက်ပိုင်းမှာပဲချက်ချင်း၄ယောက်လုံးရက်ပတ်ကိုပြောင်းသွားတော့တွေ့ရတာပေါ့ဟုတ်ဟုတ်နောက်တစ်ခုတရင်ကတော့ဘုကကပ္ပဆာ24ရာနေမှာ ဒါတက်သားတယောက်လင်းဝင်လာတာဗောနော်တနက်နှစ်လက်ပါတယ်လက်ပြုံတစ်လုံးနဲ့ခဲရနေပါတယ်လို့ပြရတာဗောဟုတ်အဲ့တော့ဒီဒီဟာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်မနေ့ကလေအဲ့ဒီသတင်းလေးတွေ့တဲ့အချိန်မှာအတေချာပြန်ပြီးတော့မှအဲဒီတော်လိုင်းရင်းနဲ့ပတ်သက်တဲ့ရေချိန်ကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်ရပေါ့နော်စဉ်းစားကြည့်တဲ့အခါကျတော့ရရရေလေတက်တို့ရေတက်တို့နော်စေးတက်ဖွဲ့တို့ဒီကဘာဆာတို့ဒီအိုင်တို့ပါတို့ပေါ့နော်ဒီဟာတွေကအဲ စစ်တပ်မှာအရင်တော့ဆိုလို့ရှိရင်အာဏာမသိမ်းမီကာလတုန်းကဆိုလို့ရှိရင်ဘယ်လိုပြောရမလဲခွင့်မဲ့ပြက်ကွက်အ ਨੇ ဆုံးတက်ဖွဲ့ဟုတ်တယ်အဲ့သူကလူလူတူတူနေရတယ်အဲ့သူသူသူကသူသူတန်းနဲ့သူရိုးနဲ့သူကသူနေရတယ်ပြီးလို့ရှိရင်သူကခြေလင်းတက်ဖွဲ့လိုမျိုးจิตတာရစ်တာအရစ်ခံရတာတွေဟိုဟာတွေမရှိဘူးပေါ့နော်တနေ့ကမျက်ပေါက်နေရတာတို့တနေ့ကစဘာဆိုက်ရတာတို့တနေ့ကကြောပိုးကြီးလွယ်ပြီးတော့မှ ရှည်တန်းထွက်နေရတာလို့ဆိုတာဒီမရှိဘူးပေါ့เนาะထောက်ပို့လို့ဘာလို့တွေဆိုလို့ရှိရင်အဲအဲ့လိုမရှိတဲ့အခါကျတော့အခုတော်လိုင်းရေချင်ကဘယ်လောက်မြင့်လာပြီလဲဆိုတော့ကပ္ပစားဒီအနာကိုကျွန်တော်တို့ကအခုအရခတ်တော့ A ကရောက်လာပြီအရခတ်တော့ A ကရိုးရိုးတန်းတန်းရောက်တာမဟုတ်ဘူးအဲ့ဒီထဲမှာမဟာမိတ်တပ်ဖွဲ့တွေပါတယ်ကျွန်တော်ကြံတဲ့တပ်ဖွဲ့တွေဟိုဟိုထုတ်ပေါ်ပြီးတော့ပြောလို့ရတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်ဘိုးတိုင်းနောက်ချမ်းကအဖွဲ့တွေနဲ့အာရခတ်တော့ AA နဲ့မာမိတ်တိဆောက်ပြီးတော့မှဒီကပ္ပစားတွေဘက်ကိုဒါထိုးစစ်ဆင်ဖို့ အနေထားတွေသူတို့အပြင်ဆင်လာတာတွေရှိတယ်အဲ့တော့အပြင်ဆင်လာတာကိုမင်းကဘာလို့တော့ပြောတာလဲကျွန်တော်တို့ကအမြဲတမ်းပြောပြတာတနိုင်ငံလုံးမင်းအွန်လိုင်းရှိတဲ့နေပြည်တော်ဒီတိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအကုန်လုံးကျွန်တော်တို့တိုက်တော့မယ်ဆိုတာလေဒီကောင်တွေကမျောမှန်းထားပြီးသားကျွန်တော်တို့ပြောမှာမဟုတ်သူတို့လည်းတီးပြီးသားပေါ့နော်အဲ့တော့ကပ္ပစားတွေဘက်ကိုကျွန်တော်တို့ကရောက်လာပြီအဲ့ဒီမှာဘသူပါလဲကျွန်တော်တို့ VPN တွေရှိတယ်ပေါ့နော် VPN တွေရှိတယ်ဘကိုတိုင်းအနောက်ချမ်းကအဖွဲ့တွေရှိတယ်အရခါတတော့ AA နဲ့ပေါင်းပြီးတော့မှာကပ္ပစားတွေဘက်ကိုဖိလာမယ်အနေထားမျိုး မြင်လာတယ်ပေါ့နော်အဲ့တော့မင်းတို့ကာဘာသားကြီးတိုက်လိုက်ပါလားကွာချက်ချင်းဒီတော်လန်ကြီးရချက်ချင်းပြီးသွားနိုင်တယ်မှန်ပါတယ်ကျန်တဲ့ဖွဲ့ဖွဲ့တွေကလည်းအဲဒီတိုင်းသားတော်လန်ကြီးခေါင်းဆောင်တွေကလည်းဒီကိစ္စကိုထဲထဲဝင်ဝင်စဉ်းစားထားပြီးသားဖြစ်ပါတယ်ပေါ့နော်ဒါလည်းမှန်ကန်တဲ့ယူဆချက်ပဲကာဘာသားကြီးတိုက်လိုက်ပြီးသွားမယ်ဆိုတာအဲ့တော့ကာဘာသားတစ်ခုတစ်ခုကိုကာဘာသားတစ်ခုမှာအင်အားဘယ်လောက်ရှိလဲဆိုတော့ဝန်တန်းနေပဲ900000နီးပါးရှိတယ်ဟုတ်ဟုတ်နော်ကာဘာသားရဲ့ဝင်းကြီးကဘယ်လောက်ဒီကျဲလဲဆိုအေအေကားပေါင်းက နော်ထောင်နဲ့ချီပြီးတော့မှရှိတယ်ကဘာသာဝင်းတဝင်းကိုဟုတ်တယ်9000 9000ကျော်6000ဆိုတော့နော်အေကားထောင်နဲ့ချီပြီးတော့မှရှိတယ်ပြီးတော့ကဘာသာဝင်းတဝင်းထဲမှာအလုံးလုံးတဲ့ဝင်းနှန်းက900တထောင်ဝင်းကျင်တော့ရှိတယ်ဒါဘေးပတ်ချလဲလုံညုံရေးမပါသေးဘူးဒါကဘာသာတစ်ခုပဲရှိသေးတယ်အဲ့တော့ကဘာသာကကျွန်တော်တို့စကားဆမ်းပါဆိုချင်းကဘာသာ20နဲ့ငါခုရှိရပေါ့နော်အဓိကကိုကျွန်တော်တို့ကစီးရရပြင်ဆင်တဲ့အခါမှာဘယ်လိုတွေလှုပ်တင်လဲဘယ်ဟာနဲ့အရင်ချိန်ချောက်တင်လဲဘယ်လိုလှုပ်ရမလဲ အပြင်ဘယ်လိုချင်းကပ်ရမလဲဆိုတဲ့ဟာတွေထည့်သွင်းစဉ်းစားနေတဲ့အတွက်ဒါနည်းနည်းနှောင့်နှေးကြံ့ညာနေတာပေါ့နော်လာတာတော့လာမှာပါလို့ဒါကြိုပြောလို့ရတာပေါ့အဲ့တော့ကာဘာသားတွေအနာကိုရောက်လာပြီဆိုတာတိတဲ့ချိန်မှာဒီကာဘာသားတဲကအဲ့လိုမျိုးဖိနှိပ်ချုပ်ချက်ခံရတဲ့စာကဆတ်တပ်ဖွဲ့ဝင်တွေကလည်းဘလို့မှမနေတာတော့ဘူးပေါ့နော်အဲ့တော့ဒီဒုတိယတယောက်ရောက်လာခဲ့တဲ့ကာဘာသား24ရက်ဒုတိယတရားရောက်လာခဲ့တဲ့ဟာကကျွန်တော်တို့အတွက်အင်မတန်ကောင်းတဲ့အရာဖြစ်တယ်။သူစီပါကျွန်တော်တို့ကပ္ပသားတွေရဲ့အင်အားတွေအချက်လက်တွေ data တွေအပြင်သူတို့ရဲ့ဒီရန်ရန်ပို့တာတွေတွားတာတွေဆိုတော့လမ်းကြောင်းတွေဘယ်လိုလုပ်ရမလဲဘယ်လိုဖြတ်တောက်ရမလဲဆိုတဲ့ဟာတွေလည်းသူစီကနေသတင်းတွေအများကြီးရနိုင်တယ်ဗောနော်အတူတယောက်ရတယ်ရလိုက်တဲ့ဟာကကျွန်တော်တို့အတွက်ဒါအများကြီးအားရှိရလို့ပြောလို့ရတယ်သူကလည်းစံကစားပုံမှာဘယ်လောက်ထိစိတ်နာနေပြီလဲဆိုတော့တနက်က ူတနတ်တယ်မဟုတ်ဘူးသူများတနတ်ပါထပ်ပြီးတော့မှယူလာသေးတယ်နှစ်လက်ယူလာတယ်ပိုသောင်းလေးပါဆယ်လေးပါဆွဲလာခဲ့သေးတယ်ဟောသိလားပါဆယ်လေးဆွဲလာခဲ့တဲ့အဒုတကြက်ကိုလည်းဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကထိုက်တဲ့နဲ့ချင်းချင်းငွေတွေပါချင်းချင်းပြီးတော့မှလုံလုံချုံချုံတတိယချာချာဟွာဖြစ်ထားတယ်ဟို ထားထုတ်ထားတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့တော်လန်ရဲ့ရေချိန်ကဘယ်လောက်ထိရောက်နေပြီလဲဆိုတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ဒါခံမှန်းလို့ရတယ်ပေါ့နော်ကာဘာစားကအဖွဲတွေဝင်လာပြီအဲကြံတဲ့အဖွဲတွေလည်းတဖွဲဖွဲပေါ့နော်အဲဒီနှစ်ခွန်5ဆိုလို့ရှိရင်နည်းနည်းအတန်လေးကြာတာနဲ့ဟိုရက်ကပဲ viewer 31ကိုအဲနှစ်ခွန်5အဖွဲတွေ၃ရောက်လက်နဲ့မပါဘူးပေါ့နော်လက်နဲ့တော့မပါဘူးဒါပေမဲ့ပါစတွေပေါ့နော်သူတို့လည်းအဲလွတ်ရလွတ်ကြောင်းချက်ချင်းလာပြီးတော့မှခေလုံနေပေါ့နော်သူတို့မေးကြည့်တဲ့အခါကျတော့အဲ့လိုမျိုးဟို လမ်းညအချိန်မတော်အပြင်ထွက်လို့အဆွဲခံရတာနဲ့ဟိုဟိုလိုအဆွဲခံရဒီလိုအဆွဲခံရတာနဲ့အတင်းစစ်သေးကိုအသွင်းခံလိုက်ရတဲ့လူတွေပေါ့နော်ဒီလူတွေကတော့သူတို့ရဲ့တက်နိုင်တဲ့နီလန်းပေါ့နော်သူတို့ဖောက်ထွက်လို့ရသမျှဖောက်ထွက်ပြီးတော့မှတော်လိုင်းဘတ်တော်သားတွေစီအများကြီးရောက်လာပြီအဲ့တော့ on the ya စစ်ကြောင်းဆိုလို့ရှိရင်လည်းဒါပြူဝ32 cobra ဘက်မှာလက်ခံတတ်တာဆိုလို့ရှိရင်လည်းအများကြီးပေါ့နော်ဒီဟိုဘတ်ပြောင်းခိုးလွန်လာတဲ့အဖွဲ့တွေအဲ့တော့တော်လိုင်းရဲ့ရေချိန်ကတော်တော်ကြီးကိုကောင်းနေပြီဆိုတာ ြောလို့ရတယ်အဲ့တော့မကြမီမှာတည့်တဲ့ပိုတဲ့တည်ငောင်းနေလေထပ်မှန်ကြားရမယ်လို့ပြောကြရင်းနဲ့ကျွန်တော်စကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်